ကောင်းလေနဲ့တွင်အမားတကယ်နဲ့အခြေမလားဖြစ်နေတဲ့ပူတင်ရဲ့တမတော်ယူကရိန်းမှာရုရှားတမတော်ဗလာဒီမာပူတင်တယောက်ဘလို့ကြိုးစားနေပါစေအောင်ဝဲရဖို့မစွမ်းဆောင်နိုင်ဖြစ်နေပုံပါပဲသူရဲ့ရန်သူဖြစ်တဲ့ယူကရိန်းကလည်းအဖြစ်မှန်နေအလုံးကိုပိုင်ဆိုင်ထားသလိုဖြစ်နေတာပါရုရှားရဲ့တင်ကားတွေလေကြောင်းတိုက်ခိုက်ရေးစွမ်းအားတွေနဲ့အမြောက်တက်တွေအလုံးဟာယူကရိန်းရဲ့ထိရောက်တဲ့တံမြန်ထိုးစစ်တွေကြောင့်စံရင်တင်အရေးအတွက်နဲ့ကြာဆုံးနေရတာကိုတွေ့ရပါတယ် ဒါရီအားလုံးရဲ့အထိပယ်ကဘာလဲဆိုတော့ယူကရိန်းကအချင်းချင်းထပ်တိုက်ခိုက်နေတာကြောင့်ပိုတင်ရဲ့တပ်ဖွဲ့တွေဟာလေကြောင်းရောမြေပြင်မှာပါပျက်စီးဆုံးရှုံးမှုတွေနဲ့ကြုံတွေ့နေရတယ်ဆိုတာပါပဲယူကရိန်းကရုရှားရဲ့ဂျက်လေနဲ့တင်ကားတွေနဲ့အမြောက်တပ်တွေကိုချေမုန်းနေတာကြောင့်ရုရှားဟာကြီးကျယ်ရှုံးနေနေရတာပါပဲမကြသေးခင်ကဖြစ်ခဲ့တဲ့ဖြစ်စဉ်လေးခုကနေပူတွင်းမလဲမသိတည်ယူနေရတဲ့အရာတစ်ခုကိုပြသနေပါတယ်အဲ့ဒါကတော့ယူကရိန်းကရုရှားရဲ့အားနည်းချက်ကိုကောင်းကောင်းသိနေတယ်ဆိုတာပါပဲယူကရိန်းရဲ့ပြမဆောင်သောနေပြပါပိုင်းပါရမီကိုမေလ14ရက်နေ့ကဖြစ်ခဲ့တဲ့ပိုခရော့ပြုတ်ပြတိုက်ပွဲမှာမြင်တွေ့ခဲ့ရပါတယ် ဒီမျိုးဟာ2024ခုနှစ်အလဲပိုင်းကလေးကပူတင်ရဲ့ပြင်မဲ့တစ်ခုဖြစ်ခဲ့တာပါပဲဒီမျိုးလေးကယူကရိန်းနဲ့ရုရှားအတွက်မဟာဗျူဟာအရအလွန်အရေးပါတဲ့နေရာလေးတစ်ခုလည်းဖြစ်နေခဲ့ပါတယ်လက်ရှိချိန်မှာပိုခရော့ဟာယူကရိန်းရဲ့အရှေ့ပိုင်းဆင်းမြင်နာကအရေးပါအဆုံးခံတဲ့တစ်ခုဖြစ်ပြီးလမ်းတွေကမြို့ကိုဖျက်ပြီးဝိုင်းရံထားတာကြောင့်ယူကရိန်းရဲ့တခြားခံစစ်နေရာတွေနဲ့ချိတ်ဆက်ထားတဲ့အချက်အချာကထောက်ပံ့ပို့ဆောင်ရေးနေရာတစ်ခုလည်းဖြစ်ပါတယ်နောက်ပြီးယူကရိန်းရဲ့နောက်တန်းနဲ့လည်းအနေနဲ့ရှိလောက်အောင်နှိကက်နေတာကြောင့်ပူတင်ကဒီမျိုးကိုအရန်လိုချင်နေတာပါပဲ။ ရုရှားကပိုခရကိုသိမ်းပိုင်နိုင်ခဲ့ရင်ဒေါနက်စ်ဒေသအပေါ်သူတို့ရဲ့ထိန်းချုပ်မှုကိုပိုပြီးခိုင်မာစေမှာပါ။ယူကရိန်းအနေနဲ့ဒါမျိုးဖြစ်မလာအောင်တားဆီးရမှာဖြစ်ပါရင်ဒါကြောင့်မေလ၁၄ရက်နေ့မှာပူတင်ရဲ့တပ်ဖွဲ့တွေကဒီအရေးပါတဲ့မြို့ကိုနောက်တစ်ကြိမ်ထပ်မံသိမ်းပိုက်ဖို့ကြိုးစားခဲ့ပေမယ့်ဒါရုရှားရဲ့နေပြည်တော်အရကြာရှုံးမှုတစ်ခုထပ်ဖြစ်ခဲ့ပါရင်ပူတင်ဟာသူ့တင်ကန်းစာကိုမတင်ယူနိုင်သေးဘူးလို့ထင်ရတာပါပဲ။ယူကရိန်းကပူတင်စစ်တပ်ရဲ့စစ်တပ်ယူနစ်တွေကိုအနေအများနဲ့စုံလင်မြှားခေါ်ပြီးအကြိမ်ကြိမ်ချေမှုန်းနေကြတာပါ ဲ့ဒီအတွက်ရုရှားစစ်တပ်ကအလဲလဲအကွဲအကွဲဖြစ်နေခဲ့ပေမဲ့ပူတင်ကတော့ဒီအမားဟောင်းတွေကိုပဲထက်ခါတလဲလဲလုပ်နေကြတာဖြစ်ပါရင်ဘိုကရောမှာပြပြခဲ့တာတွေကလည်းဒီလိုကိစ္စတွေပါပဲရုရှားကသူတို့ရဲ့တိုက်ခိုက်မှုအတွက်အင်အားကိုစူးစီးပြီးဟာရိုဒီပကာမျိုးကနေစတင်ခဲ့တာပါ။ရွေချက်ကတော့ရှိုးရှင်းပါတယ်။ရုရှားကမီနိုဟရက်မှာခြေကုပ်ယူပြီးကြံဒေသတွေကိုအင်အားအလုံးရင်းနဲ့တိုက်ခိုက်ဖို့ပါပဲ။ ရုရှားမှာမြို့ထဲကိုဝင်ရောက်မဲ့လမ်းကြောင်းကလည်းအဆင်သင့်ရှိနေပါတယ်။ဒီလမ်းက3.1မိုင်ရှည်လျားတဲ့ကက်ရီယာလမ်းကမြို့နယ်ခုကိုချိတ်ဆက်ထားတာပါ။ရုရှားအနေနဲ့သူ့တင်ကားတွေနဲ့ BNP တက်ခိုင်ရဲ့ရင်တွေကိုအဲ့လမ်းတိုင်းပေါင်းနှင်ပြီးမြို့တို့ဟရတ်မြို့အားရှိတဲ့ Ukraine ကာကွယ်ရေးတပ်တွေကိုဖယ်ရှားယုံပါပဲ။ဒီနေရာကိုသိမ်းပိုက်နိုင်ခဲ့ရင်ရုရှားဟာ Pokrov ကိုအပြေးအဝတိုက်ခိုက်ဖို့တလန်နေသွားမှာပါ။ဒါဟာရိုးရှင်းတဲ့အစီအစဉ်တစ်ခုပါပဲ။ဒါပေမဲ့အဲ့ဒါကပဲရုရှားရဲ့ပြဿနာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ပူတင်ရဲ့တပ်ဖွဲ့တွေမတွေ့ထားမိတဲ့အချက်က မြန်မာဟရတ်မြို့ရဲ့တောင်ဘက်ဒေသမှာရှိတဲ့ကြောင်မီးသွေးတွင်းတဝိုက်မှာတိစောက်ထားတဲ့ဆက်မှုဆောင်ပါပဲ။အဲဒီဆောင်မှာမြန်မာရဲ့အဆောက်အုံများစွာနဲ့မိုင်းတွင်းတက်လေကားတွေပါပါဝင်တာကြောင့်ယူကရိန်းကမြို့ရဲ့ကျန်အပိုင်းတွေကိုပေါ်စည်းကနေမြင်ရတဲ့ကွန်ကရစ်ခံတပ်၊ကင်းစကန်တွေကိုပိုင်ဆိုင်ထားသလိုဖြစ်နေကြတာပါ။ဒါဟာကျူးကျော်ဝင်ရောက်လာတဲ့ရုရှားတပ်ဖွဲ့တွေကိုတံပြန်တိုက်ခိုက်ဖို့အကောင်းဆုံးနေရာလည်းဖြစ်နေပါရင်ရုရှားရဲ့စစ်တပ်ရင်တန်းစုစည်းတဲ့နေရာကနေထွက်လာတဲ့အချိန်ကနေစပြီးယူကရိန်းကအဲဒီရင်တန်းကိုမျက်ခြေမပြတ်စောင့်ကြည့်နေကြတာပါ။ 2015ခုနှစ်မှာတည်ဆောက်ခဲ့တဲ့မြင်းတို့ဟရတ်မှာရှိတဲ့ခန်တက်စကန်တခုနဲ့မြင်းတို့ဟရတ်ကိုဟယ်ရိုဒီပကာနဲ့ချိတ်ဆက်ထားတဲ့လမ်းမေးတစ်လျှောက်မှာယူကရိန်းကတည်ဆောက်ထားတဲ့ဘန်ကာရင်ကျင်းနေတဲ့ကင်းစကန်တွေအများကြီးရှိနေလားဖြစ်ပါရင်အဲ့ဒါကယူကရိန်းအတွက်အားသာချက်တစ်ခုဖြစ်လာခဲ့တာပါစီးရဲကိုတိမ်နာမလဲတဲ့သူကတော့ရန်သူကင်းစကန်တွေအများကြီးရှိတဲ့ဒီတန်းကမလုံခြုံမှုဆိုတာကောင်းကောင်းသဘောပေါက်နိုင်ပါရင်ဒါပေမဲ့ပူတင်နဲ့သူ့အဖွဲ့ကတော့ဘာအားကိုးရှိနေတော့မသိပါဘူးဒီလမ်းတိုင်းချီတက်ဖို့ရွေးချယ်ခဲ့တာပါနောက်ပြီးဒီလမ်းအကြောင်းမှာတင်ကားဖြတ်မိုင်းနဲ့တင်ကားဖြတ်ဒုံးကြီးတွေလည်းအများကြီးစင်ထားကြပါရင် နောက်ပြီးတင်ကားတွေမြန်မြန်သွားလို့မရအောင်လုံထားတဲ့အမြောင်းတွေအတားအဆီးတွေလည်းအများကြီးရှိနေကြတာပါအဲဒါကြောင့်မယားမကထိုးဖောက်မယ်ဆိုရင်တော့မှခန်းနေနေပဲခြိတက်နိုင်ပါပါအဲဒီအခြေအနေကတင်ကားဖြန့်ဒုံးကြီးတွေ FPV အသေးကန် drone တွေအတွက်တကတော့ရဲကူတဲ့ပြစ်မှတ်တွေဖြစ်သွားနိုင်ပါတယ်အဲဒါကြောင့်ဒီလမ်းကိုမယားမကခြိတက်နေတဲ့ရုရှားကိုတရဲကောင်းဆန်နေပဲပြောရမလားမယူရဲဆန်နေပဲပြောရမလားမသိအောင်ကိုဖြစ်နေရတာပါပြောရရင်ဒီနေရာကရုရှားအတွက်အသိမင်းထောင်ကြားတစ်ခုလိုတော့ဖြစ်နေခဲ့ပါတယ်သင်းဆိုင်ရာတင်ဆက်မှုတစ်ခုဖြစ်တဲ့ The Lowdown Blog ရဲ့ဖော်ပြချက်အရရုရှားရဲ့စစ်တပ်အရင်တန်းမှာ တင်ကားတစ်စီးနဲ့ BNB ရင်းနှီးစီးပါဝင်တယ်လို့သိရပါတယ်။ရင်းနှန်းက Hero D ပကာကနေထွက်ခွာလာပြီးလမ်းပေါ်မှာဖြည်းဖြည်းချင်းသွားနေစင်ပါပဲ။ယူကရိန်းရဲ့ FPV ဒရုန်းတွေကကာမီကာဇင်တိုက်ခိုက်မှုတွေစတင်ခဲ့တာပါ။ဒီဒရုန်းတွေကရုရှားအရင်3စီးရဲ့အင်ဂျင်တွေကိုပြင်မဲ့ထားပြီးတိုက်ခိုက်ခဲ့ပါတယ်။ဒီအချိန်မှာရင်းနှန်းဟာရပ်တန့်သွားခဲ့ပြီးစစ်သားတွေလည်းထိတ်လန့်နေကြတဲ့ထွက်ပြေးဖို့ပဲကြိုးစားခဲ့ကြပါတယ်။ဒါပေမဲ့ဒီလိုလောက်ကမှပိုဆိုးသွားပါတယ်။အသင်းဆောင်နေတဲ့ယူကရိန်းရဲ့ဒရုန်းတွေကမဲမဲမြင်သမျှကိုပစ်ခတ်နှိမ်နှင်းခဲ့လို့ပါပဲ။ ဒီတိုက်ပွဲကနေအပုံးကောင်းတဲ့စစ်သားတွေပဲအသက်ရှင်ခဲ့ရလဲဖြစ်ပါတယ်။ယူကရိန်းကပြင်ဆင်ပြီးဆုံးဖြတ်ထားတဲ့ရင်းတွေကိုမီးလောင်ပုံးနေနဲ့ထပ်ဖြန့်စီးခဲ့တာပါ။မနေ့ပိုင်းအတွင်းမှာရုရှားဟာအထင်ကားတစ်စီးတန်ချက်ကာရဲနဲ့စီးနဲ့စစ်သားအများပြားဆုံးရှုံးခဲ့ပြီးမြေတို့ဟရတ်ကိုတိမ့်ပိုက်ဖို့ကြိုးပမ်းမှုကနေဘာတစ်ခုမှမရရှိခဲ့ပါဘူး။ဒါဟာပူတင်ယူကရိန်းကိုကျူးကျော်ခဲ့ခြင်းကလေးကဖြစ်ပျက်ခဲ့တဲ့မြေပြပိုင်းဆိုင်ရာကြာရှုံးမှုအများပြားတွေကနောက်တစ်ခုမျှတာဖြစ်ပါတယ်။ ီကြားထဲမှာရုရှားရဲ့ SU-25 ဂျက်လင်ရဲ့ဒဇင်းကိုယူကရိန်းကချိန်ပုံခဲ့တဲ့ဖြစ်ရပ်ကလည်းရှိပါတယ်။မေလ၁၂ရက်နေ့မှာတာလစ်စ်လို့လူသိများတဲ့ယူကရိန်းစစ်သားတဦးဟာပခုံးထန်းဝင်ဟင်ပြည့်ဒုံးကျည်နဲ့ SU-25 ကိုပစ်ချခဲ့တာပါ။သူကရုရှားတိုက်လေ3စီးကိုအရင်ကပြစ်ချခဲ့ပြီးဒီ SU-25 ဟာသူ့ရဲ့အရေးကြီးဆုံးစစ်စင်ရေးအောင်မြင်မှုဖြစ်ပါတယ်။ဗီဒီယိုမှတ်တမ်းအရရုရှားကဂျက်လင်နဲ့ယူကရိန်းစခန်းတစ်ခုကိုတိုက်ခိုက်ဖို့ကြိုးစားနေတော့မှပဲတာလစ်ကသူ့ရဲ့ အကလာ 9K တက်တဲ့8ကိုင်မီပြစ်ခတ်ခဲ့တာပါအဲနောက်လင်းရင်ကိုဒုံးချင်ထိမှန်ပြီးဖြစ်လာတဲ့ပေါကွဲတံကိုမိမိန်ရှက်ရှက်ကြားလိုက်ရတာပါပဲဒီအချိန်မှာတာလစ်ဝမ်းသာအားရထားအောင်လိုက်တဲ့စကားကတော့ယူကရိန်းကကြုံဆိုပါတယ်ဆိုတာပဲဖြစ်ပါတယ်ဒီလင်းနဲ့ဆိုရင်တာလစ်ကရုရှားလင်းရင်လေးစီးလောက်ကိုပြစ်ချနိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်အဲဒါကြောင့်မိခင်တမ်မာကတော့သူ့ကိုထက်မြက်တဲ့မုတ်ဆိုးဆိုပြီးနာမည်ပေးထားခဲ့တာပါလင်းရင်ကိုပြစ်ချနိုင်ခဲ့တဲ့တာလစ်ရဲ့စွမ်းဆောင်ရည်နဲ့အတုံးချလက်နဲ့အစင်သင့်ရှင်းမှုတို့ကတော့အထင်ကြီးအားကျစရာပါပဲ ဒီကိစ္စကြောင့်ပူတင်လည်းဒေါ်လာ17တန်းတန်လင်းတစ်စီးထပ်ဆုံးရှုံးခဲ့ရတာပါတကယ်တော့ SCO25 တွေကဆိုဗီယက်ခေတ်ကတည်းကထုတ်လုပ်လာခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့အထိရုရှားအတွက်အရေးပါနေစေစေးပိုင်ဆိုင်မှုတစ်ခုဖြစ်နေခဲ့တာပါ SCO25 တွေရဲ့အဓိကစွမ်းဆောင်ရည်ကခန်တက်စကန်ကိုတိုက်ခိုက်နိုင်မှုဖြစ်ပါတယ်ဒါပေမဲ့လက်နက်မျိုးစုံတက်ဆင်နိုင်တာကြောင့်ဘတ်စုံအုံတိုက်လေအနေနဲ့သုံးမယ်ဆိုရင်လည်းရနေတာပါ ပြောရရင်ဒီလေအနေနဲ့ယူကရိန်းကိုဗိုလ်ချနေကြတာလည်းအချိန်မောင်းမနေတော့ပါဘူး။ဒါပေမဲ့ဒါလည်းလို့ယူကရိန်းစစ်သားတွေပေါ်လာတာကြောင့်ရုရှားဖိုက်တာပိုင်လော့တွေလည်းအရင်ကားလောက်ပဲကြားရပါဘူး။ဘယ်အချိန်အဖြစ်ခင်ရမလဲဆိုပြီးစိတ်တင်းတင်းနဲ့လေးဘောဝဲနေကြတာပါ။တားလေအသုံးပြုခဲ့တဲ့လက်နက်ကတော့1980ပြည့်လောက်နှစ်တွေကထုတ်လုပ်ခဲ့တဲ့ရုရှားလို့ Eagle 9K38 ဖြစ်ပါတယ်။မြေပြင်မှာဝင်ဟင်ပြည့်ဒုံးကျည်ကာဝေးစနစ်တစ်ခုပါပဲ။ဒီလက်နက်ကပြည့်မှတ်ကောအနီးအောက်ရောင်ကြီးသုံးမိရှာဖွေချိန်မုန်းတာပါ။ နေ့40ကျော် တက်တန်းရှိပြီဖြစ်တဲ့ Aegla 9K38 ဟာ 9M39 ဒုံးကြီးကိုအသုံးပြုပြီးအနီးအောက်ရောင်ကြီးလမ်းညွန်စနစ်နဲ့ပြတ်မှတ်ရှာတော့ဖြစ်ပါရင်ဒီဒုံးကြီးရဲ့ပြစ်ချနိုင်နှုန်းကအနည်းပင်မဲ့တာလင်းရဲ့ဒီလမ်းနဲ့တိုက်လင်းလေးစီးကိုဓာတ်ရိုက်ထိမှန်အောင်ပြစ်ချနိုင်ခဲ့တာကတော့သူ့ရဲ့ကြမ်းကျင်မှုကိုပြသနေတာပါပဲယူကရိန်းရဲ့နောက်ထပ်အောင်မြင်မှုတစ်ခုကတော့ Bekorod ဒါမှမဟုတ် Kaf နယ်စပ်အနီးမှာဖြစ်ခဲ့တာပါမေလ9ရက်နေ့မှာယူကရိန်းထောင်လိုင်းဒရုန်းတစ်စီးက တပ်ပိနေဂျာမာပေါ်ပေါက်နေတဲ့ရုရှားရဲ့အဆင့်အမြင့်ဆုံးလက်နက်တစ်ခုဖြစ်တဲ့ 2S43 မဲပါအမြောက်ကိုတွေ့ရှိခဲ့တာပါပဲဒီအမြောက်ကပြစ်မှတ်ကိုအလွန်လျောက်ချင်းရွယ်ပြစ်ခတ်နိုင်စွမ်းနေလည်းရှိနေတာပါမဲပါက2023ခုနှစ်မှာစတင်အသုံးပြုခဲ့တဲ့ရုရှားရဲ့ခင်မင်အမြောက်ဖြစ်ပြီးတင်းလင်းမြန်မြန်ရွှေပြောင်းလို့ရတယ်လို့ပြစ်ခတ်နိုင်စွမ်းလည်းဖြစ်ပါတယ်။ပြောရင်ရုရှားအမြောက်တပ်ရဲ့စွမ်းရည်ကိုမြင့်တင်ဖို့ရည်ရွယ်ပြီးတိစောက်ထားတဲ့လက်နက်တစ်ခုလည်းဖြစ်နေတာပါ။ကံကောင်းကျင်တော့ယူကရိန်းတွေကဒီအမြောက်ကိုခြေရာခံပြီး FPV drone တွေနဲ့ရှင်းပြနိုင်ခဲ့တာဖြစ်ပါတယ်။ ထောင်လိုင်းဒရုန်းကမဲပါကိုတွင်းရှိပြီးနောက်မှာသတင်းအချက်အလက်ကိုမျှဝေခဲ့လိုက်တာပါဒီအချိန်မှာပဲ FPV ဒရုန်းကအနီးကပ်ပြန်တန်းသွားခဲ့ပါတယ်ဖြစ်ချင်တော့အဲ့ဒီအချိန်မှာအမြောက်ကြီးကအကာအကွယ်မရှိနေပါဘူးထိန်းချုပ်တဲ့သူတွေကိုလည်းမတွေ့ရခဲ့ချိန်မှာတော့အမြောက်စနစ်တစ်ခုလုံးက FPV ဒရုန်းတွေရဲ့အကြိုက်ဖြစ်သွားခဲ့ပါတယ်ဘာလို့ဒီနေရာမှာရုရှားစစ်သားတွေထိန်းချုပ်သူတွေကိုမတွေ့ရလဲတော့မသိပါဘူးဒါပေမဲ့အဲ့ဒီအမြောက်ကြီးကအသိဖြစ်နေတယ်လို့သုံးလို့လည်းရနိုင်တဲ့အခြေအနေတွေရှိနေတော့မှာပဲ ဒါပေမဲ့ FPB တရုံးကဖျက်ဆီးပြီးနောက်မှာတော့ဘာတစ်ခုမှအဖက်ဆယ်လို့မရတော့ပါဘူး။အမြောက်တီရော အမြောက်ကြီးတွေရောဘာမှမကြံတော့အောင်ဖျက်ဆီးခဲ့ရတာလည်းဖြစ်ပါရင်အဲဒီကိစ္စကြောင့်ရုရှားကဒေါ်လာတန်နဲ့ချီပြီးထပ်ဆုံးရှုံးခဲ့ရတာတော့တေချာသလောက်ရှိနေခဲ့တာပါ။နောက်ထပ်ထူးခြားတဲ့ဖျက်တစ်ခုကတော့မေလ17ရက်နေ့ကယူကရိန်းစစ်တပ်ကရုရှားရဲ့ TU 22M3 မဟာဗျူဟာမြောက်ဘုံးကျဲလေယာဉ်ကိုဖျက်ဆီးခဲ့တဲ့ဗီဒီယိုမှတ်တမ်းကိုထုတ်ပြန်ခဲ့တာပါပဲ။၂၀၂၄ခုနှစ်ဧပြီလကရိုက်ကူးထားတဲ့ဒီမှတ်တမ်းဟာရုရှားရဲ့ဒေါ်လာတန်100ကနေ တန်း300အထိတန်ဖိုးရှိတဲ့အရေးပါတဲ့ပိုင်ဆိုင်မှုကိုခြေမုံနိုင်ခဲ့တာပါ TU 22 M3 ဟာ NATO က Blinder လို့ခေါ်တဲ့မဟာဗျူဟာမြောက်ဘုံကျဲလေလေဖြစ်ပါတယ်ဒီလေရင်ကတန်ဖိုးလည်းအရင်မြင်နေတာပါရေချောင်းနဲ့မြေပြင်ပြင်မှတ်တစ်ခုလုံးကိုဖျက်ဆီးနိုင်ပြီး K22 M Super Sonic ဒုံးကျည်တွေပါဝင်တာကြောင့်သင်းမောဖျက်သမားတို့တောင်တင်စားခေါ်ကြတာပါပဲ ရုရှားကဒီဘုံချင်းနေအနေနဲ့စစ်စင်ရေးဘုံတွေကျဲချဖို့အသုံးပြုနေပြီးယူကရိန်းမျိုးတွေနဲ့ခံတက်တွေကိုကြီးမားစွာထိခိုက်စေတာပါယူကရိန်းကထုတ်ပြန်တဲ့ဗီဒီယိုမှတ်တမ်းကဒီလိုဘုံချင်းနေတွေကိုဘလို့ကင်တွယ်လဲဆိုတာပြသထားတာပါပဲပူတင်တို့အစိုးဆုံးချက်ကတော့ယူကရိန်းဟာဒီလိုကြီးမားတဲ့ TU-22M3 ကို1960ဒုံအန်တိလက်နဲ့ S-200 ကိုအသုံးပြုပြီးချိန်မုံနိုင်ခဲ့တယ်ဆိုတာပါပဲယူကရိန်းက S-200 ကိုရုရှားလက်ရင်ဖြတ်လက်နက်အဖြစ် ပြောင်းလဲနိုင်ခဲ့တာကိုဗီဒီယိုမှာတွေ့ရပါတယ် S200 ရဲ့ဒုံးကြီးဟာ190တမိုင်းထိခင်းနေခဲ့ပြီးရုရှားလေတက်စကန်တစ်ခုကိုကြားရောက်ကရန်နာထားတဲ့ TU22M3 ကိုဖျက်ဆီးပစ်ခဲ့တယ်လို့ Euromintin Press ကဖော်ပြထားပါတယ်ယူကရိန်းထောင်လိုင်းကြီးကဒီလိုတိုက်ခိုက်နိုင်ဖို့တပတ်ကျော်ကြိုတင်ပြင်ဆင်ခဲ့ပြီးဒုံးကြီးစနစ်ကိုလည်း electronic ဘိုင်းရအစင်းမြင့်တင်ခဲ့တာပါဒီလိုစီးရေးပါရမီကြောင့်ရုရှားရဲ့နောက်ထပ်တန်ဖိုးရှိတဲ့ဆုံးရှုံးမှုကြီးတစ်ခုထပ်ကြုံခဲ့ရပါတယ် ဒေထူးခြားတဲ့အောင်မြင်မှုလေးခုစလုံးကယူကရိန်းရဲ့စစ်ရေးပါမီကိုပြသနေတာပါပဲ။ဘော့ခရော့တိုင်ဝဲမှာနီးပြူဟာထူးချွန်မှု SU-25 ကိုတာလင်းရဲ့ကျွမ်းကျင်မှုနဲ့ပြေးချနိုင်မှု၊မဲဘာကိုအသေးခံဒရုန်းတွေနဲ့ချိန်မုံးနိုင်မှု၊ TU-22M3 ကိုအန်တိလက်လက်နဲ့ထိထိရောက်ရောက်တိုက်ခိုက်နိုင်မှုတွေကယူကရိန်းအတွက်တော့အောင်ပွဲဖြစ်နေပြီးရုရှားအတွက်ကတော့ကြီးမားတဲ့ဆုံးရှုံးမှုနဲ့မခံချင်းစရာတွေဖြစ်နေကြတာပါ။ဒီကိစ္စတွေကပူတင်ရဲ့ဆုံးဖြတ်ချက်အမှားတွေနဲ့ခေါင်းမောင်းမှုတို့ကြောင့်ဆိုပြီးကျွမ်းကျင်သူတချို့ကသုံးသပ်ထားကြပါတယ်။အဲဒါကြောင့်ပူတင်တရားဗျူဟာအပြောင်းလဲလို့အုံမလား။ ဒါမှမဟုတ်ဒီတိုင်းပဲခေါင်းမနေဦးမလားဆိုတာကိုဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ကြောင်းဝေးမြလိုက်ရင်ဒီလိုလေးကိုညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာအစောင်းနေကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ